မြန်မာနိုင်ငံတဝမ်းမှာတွေ့ရတဲ့ပန်းမှန်သက်ပင်တွေကတော့လှပမှုစိတ်ကြည်နှုမှုနဲ့ဉာဏ်မွေးပြမှုကိုပေးစွမ်းသလိုဂျိုးကလည်းလူသားတွေရဲ့ဇာမာရေးအတွက်ကောင်းကျိုးတွေကို ပေးကြပြန်ပါတယ်။တမန်လေးကြောင့်ပေါက်ပန်းလေးတွေလိုထင်ရပေမဲ့လည်းဂျေးလက်နေသူတွေဇာမာရေးနဲ့အားကြောင့်ပေးစွမ်းကြပြန်ပါတယ်။မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြတဲ့လူတွေကတော့မျိုးပြမှာနေထိုင်သူတွေထက်ဂျေးလက်မှာနေထိုင်သူတွေဟာပုံမှုပြီးတော့ဈာမတန်ဆုံးပြီ ပုံမူသက်ရှိကြတာကိုတော့တွေ့ကြရပါတယ်။ဒါရီယာဘာကြောင့်လဲဖြေချကြတဲ့အခါမှာတော့မြုပ်ပြရဲ့အစီအစဉ်စားသုံးမှုနဲ့ကြေးလက်နေသူရဲ့လက်ဆက်တဲ့ဈေးဘက်ဝင်တီးရွက်အပွင့်ပူတွေကိုစားသုံးမှုကတခုပါဝင်မဲ့ဖြစ်ပါတယ်။ဒီနေ့ပြောပြချင်တာကတော့ကြေးလက်ဒေသတွေရဲ့အကုန်ကြသက်တာပြီးဈေးဘက်ဝင်တဲ့မြမမျိုးရင်းအပွင့်ပူတွေအကြောင်းပြောပြချင်တာပဲဖြစ်ပါတယ်။ဒီအပင်အပွင့်ပူတွေကတော့ ဘဝင်းကျင်မှာမြင်မြင်တွေ့နေရတာဖြစ်တဲ့အတွက်ထူးဆန်းမှာတော့မဟုတ်ပါဘူး။ဒါမဲ့ဒီဆေးဘက်ဝင်ကြတဲ့အကြောင်းနဲ့သူတို့ရဲ့ထူးခြားတဲ့ဝိသေသနာကိုတော့များသိအောင်ပြောပြပေးလိုက်ပါရစေ။နံပါတ်၁ပေါက်ပန်းလေးပေါက်ပန်းဖြူကိုတော့အတော်များများမြင်ဖို့ကြပါမယ်။ပေါက်ပန်းလေးကိုတော့တွေ့ဘူးသူနဲပါလိမ့်မယ်။ပေါက်ပန်းလို့ပြောရမယ်ပေါက်ပန်းဖြူနဲ့အနီမှာတော့အနေငယ်ကွဲပြားချက်တွေတော့ချိနေပါဗျ။ပေါက်ပန်းကြီးကတော့ပုံမွေးဆေးဘက်ဝင်တယ်လို့ဆိုချေကြပြန်ပါဗျ။ ဒီပွင့်ကျွက်တွေဟာ protein, phosphorus နဲ့ calcium, acetate နဲ့သတ္တုဓာတ်တို့ဖြင့်အမြင်တက်တွေလဲကျွဲဝါပါတယ်။ဒါကြောင့်ခါသက်သက်ရှိတဲ့ဒီပွင့်များကတော့သဲကြီးယောဂါ၊သလေးယောဂါ၊ကြားနာမှုနဲ့နာရီယူခြင်းတွေအတွက်ကောင်းမွန်ပြောင်းလဲကြပါတယ်။ခြေလက်နေဒီသားတွေမှာတော့မျက်စိနာကြလင်းပေါက်ပတ်တွေပွင့်လို့ရေတန်တန်တွေစိမ်ပြီးအကျဉ်းညက်ပြီးမျိုးလုံးထဲမှာခပ်ပါမျက်စိနာခြင်းကိုပြောင်းလဲနိုင်တယ်လို့အဆိုရှိပြန်ပါတယ်။ အဒီကတော့ကျင့်မြစ်တင်ယောဂါကိုပြောကင်းတယ်လို့ဆိုပါတယ်။ဒီနေရာမှာကြောပြကျင်လာတော့ကျင့်မြစ်တင်တယ်ဆိုတဲ့ယောဂါညနေစောင်းအချိန်နဲ့ညအချိန်လုံးမှာကျင့်များကဲ့သို့မျိုးလုံးအမြင်အာယုံကွယ်ပြောင်းခြင်းကိုဆိုလိုပါတယ်။အဲဒီယောဂါကိုပေါက်ပန်းနေပွင့်များအောင်ရေတန်းတန်းနဲ့စေခပ်ပေးခြင်းမြင်လဲရောက်ကင်းနိုင်ပါတယ်လို့သိရပါတယ်။မျက်စိအမြင်ကိုကြည်လင်စေတဲ့တဘာဝရှိရဆိုအောင်လဲ သိရှိရပါတယ်။ဒါကတော့အချင်းနဂတိပုံပြစီချမ်းထဲမှာပေါ်ပြထားတဲ့ပောက်ပန်းလီရဲ့ကျမရဲ့သဝင်မှုပါ။ပောက်ပန်းလီပန်းပွဲတွေကိုတော့ပြုတ်တိုးခြင်းတုံစားခြင်းလိုဖြင့်ကျမရဲ့အတွက်အတော်ထောက်ကူပြုသလိုကုန်ကြစည်းကိုလည်းရွှေတားနိုင်ပါတယ်။နံပါတ်1မိုးကြက်လက်ဖက်ကိုတန်းကျွေးဒီပင်ကတော့တပေကျော်ကျော်နှစ်ပေခန့်ရှိတဲ့ပင်ပူလေးတွေပါ။တနက်ခံရသည့်ပေါ်ပင်လေးတွေဖြစ်ပါတယ်။ ကျမဆုံးတစ်ဆက်နှစ်မျိုးရွက်ပေါင်းလေးဖြစ်ပါတယ်သူရဲ့ရွက်ပုံစံတွေကတော့သူရဲ့ပွင့်လေးတွေကတော့ဟွာရောင်ဖြစ်ပြီးအချိုးမကြီးနှစ်ချမ်းကြီးပန်းပွင့်လေးဖြစ်ပြီးပွင့်ချက်၅ခုတိပါရှိပါတယ်ဒီပွင့်လေးတွေကတော့အိန္ဒိယနဲ့တောင်ဝမ်၆တို့မှာယူလာဆေးဝါးအဖြစ်အသုံးပြုလာတာနှစ်ပေါင်းတော်ကြာနေခဲ့တဲ့မှတ်တမ်းတွေလည်းတွေ့ရပါတယ်ဒီလင်္ကာမှာတော့ဒီပွင့်လေးကိုအစားအသောက်ထည့်ပြီးစားကြပါတယ်အစင်းရဲ့ရွက်ကတော့ရေပြာရွက်ကကုသရမှာ ဈေးဝအဖြစ်အသုံးပြုပြီးဝမ်ပျော်စီဖြစ်လဲအစီအရာအသုံးဝင်ပါတယ်။ဒီစီရတော့ကော်ဖီအစားထိုးပြုလုပ်ကြပြီးကိုရီးယားမှာတော့ဒီကော်ဖီတောက်သုံးခြင်းဟာလူသားတွေကိုပြန်လည်လူပြုစီတယ်လို့ယုံကြည်ထားကြပါတယ်။ဘာကြောင့်လဲဆိုတော့ဖန်တီးထားတဲ့အရောင်စူးစီးအရောင်တွေမပါဝင်တာကြောင့်ပဲဖြစ်ပါတယ်။ကိုရီးစီမာသားဒီအပွင့်ကပေါင်းမရင်ဖြစ်တာရှိနေကြတာဖြစ်ပါတယ်။ဒီပင်ရဲ့ကျမကြီးကျေးဇူးကတော့အခြေပြယောဂသလိမ့်နာလိနာ ွေးလီချောက်ချခြင်းနဲ့အားနေခြင်းနှလုံးတုံမောပန်းခြင်းစီးဝါမမှန်ခြင်းတို့အတွက်အကျိုးပြုပါတယ်။ဒါတွေကလည်းအရှင်နာဂတ်သိစီချမ်းထဲမှာပါရှိတာတွေပဲဖြစ်ပါတယ်။ဒီပင်တွေတော့ပေါ့မင်းလို့မမြင်ပဲကျွန်တော်တို့အတွက်အကျိုးကြီးတဲ့ဈေးပဝယ်ပင်လေးတွေဖြစ်မြင်ပြီးအရင်ဟင်းတစ်ခွက်ဖြစ်ချက်ပြုတ်စားတော့လို့ရနိုင်ပါတယ်။နံပါတ်3နောက်ထပ်တစ်မျိုးကတော့ကမ္ဘာမှာအကြီးဆုံးပန်းခိုင်ရှိတဲ့ပင်လို့ကင်းနဲ့မှတ်တမ်းဝင်ထားတဲ့ပင်တွေပဲဖြစ်ပါတယ်။ ဘေဘီယာသူတတန်းကြီးရဲ့နှစ်30နဲ့နှစ်90အတွင်းမှာတကြိမ်သာဖူးပွင့်ပြီးနောက်ဒေဆုံသွားတဲ့အပြင်မျိုးစားပဲဖြစ်ပါတယ်။အညာဒေတာပတ်တင်မှာတော့ဘေပွင့်ရင်ဘေထိုးရောင်းကြပါတယ်။ဘေကတော့စင်ဝေးနှလုံးမှာသုံးလုံးထိရချီတတ်ကြပါတယ်။ဘေဟာထိုင်းလိုမျိုးပဲအရသာချီပါတယ်။ဘေကတော့အိန္ဒိယဘက်မှာတော့ဝိုင်းဖောက်တယ်လို့မှတ်တမ်းရှိပြန်ပါတယ်။ဒီတက်မှာစေးဘဝင်နာကတော့ဘေရွက်ပါပဲ။ ဘေးရောဂါရေပြင်းဆွဲတဲ့ရောဂါပျောက်ကင်းစေတယ်လို့သိရပါတယ်။အသုံးပြုတဲ့ပုံကတော့ဘေးရဲစိမ့်စိမ့်နဲ့ထူထောင်ပြီးရေပြင်းဆွဲနေသူတိုက်ရတာဖြစ်ပါတယ်။ရောဂါပျောက်ကင်းတယ်လို့လည်းအတွေ့အကြုံတွေမှတ်တမ်းတွေရှိပါတယ်။နံပါတ်၄နောက်ထပ်တစ်မျိုးကတော့တော်ကားကြီးပန်းပင်ဖြစ်ပါတယ်။ဒီပင်ကတော့ဆေးဘက်ဝင်တဲ့ပင်ဖြစ်ပေမဲ့လည်းဘာကြောင့်ပေါ်ပြရတယ်လဲဆိုတော့မြမမျိုးရင်းစဖြစ်လို့ပါ။ကဘာအတိမတ်ပြူတာကြောင့်ပေါ်ပြရခြင်းဖြစ်ပါတယ်။ အပင်တပင်ရဲ့မျိုးရင်းဘူးရင်းဒေသကိုပယ်ဆိုင်ခွင့်ရဖို့ဆိုတာကပါပေါ်မှာခဲရင်တဲ့ကိစ္စတခုပဲဖြစ်ပါတယ်။အပင်တွေရဲ့မျိုးရင်းပေါ်ရတဲ့ဒေသအငင်းပွားနေကြတဲ့ကုလချင်းမျိုးမှာမြမမျိုးရင်းဒေသပန်းတမျိုးကပါအတိမတ်ပြူတဲ့ကိစ္စဟာအရေးပါတဲ့အကြောင်းအကျေတဝင့်ချင်းပြနေကြတော့လိုမဲမထင်တော့ပါဘူး။ဒီပန်းမင်းရဲ့မျိုးရင်းပေါ်ရတဲ့ဒေသကတော့တနင်္လာရီဒေသပဲဖြစ်ပါတယ်။ဒီပန်းအင်္ဂလိပ်ရေတက်ကဒေနာဒေသကို သိမ့်ပိုက်ပြီးချိန်လောက်က1626ခုနှစ်လောက်ကဝေစားတဲ့ခွဲအရွယ်များနဲ့ရင်းသာပြသားအောင်မှာအဝါရောင်ရောတော့ထားတာကြောင့်ဂျုံမကြီးပဲတွေ့ရပါတယ်။ဒါကြောင့်လဲခွင်းတော်တဲ့ flower tree လို့သတ်မှတ်ခြင်းခံရပါတယ်။ဒါကတော့သူ့ပေးထားတဲ့အမိပါပဲ။အခြားဘယ်ရက်မှာတော့မတွေ့ရတဲ့အတွက်မြမမျိုးရင်းပန်းမျိုးဖြစ်ကဘာအတိမတ်ပြူထားတဲ့ပန်းလဲဖြစ်ပါတယ်။ ီပန်းကတော့အချပန်းတွေလို့မိုးရာသီမှာဖူးပွင့်တဲ့ပန်းမျိုးစိတ်တော့မဟုတ်ပါဘူးမိုးရာသီမှာပအချပရာသီမှာမဆိုဒီပန်းတွေကပွင့်ဖူးကြပါတယ်ဒီပန်းတွေကမထိမ့်သိမ့်နိုင်ပဲမျိုးစိတ်ပြောက်ွယ်တော့မဲ့အန်ရည်မျိုးဂျုံခဲ့ရပေမဲ့လည်းကံကောင်းတယ်လို့ပြောရတော့အောင်ပါပဲဒရင်းလာဒီသားဂိုင်းကူပြီးရန်ကုန်မှာစိုက်ပျိုးခဲ့တာတော့အောင်မြင်ခဲ့ပါတယ်ခုချိန်မှာရန်ကုန်မြို့ထဲမှာလည်း ဒီဘက်ကိုဂိုင်းကူစိုက်ပျိုးထားရရှိနေကြပါတယ်။နံပါတ်5နောက်ထပ်တစ်မျိုးကတော့မြန်မာနိုင်ငံအနှံ့မှာတွေ့ရတဲ့ဖက်ကားနီဆိုတဲ့ပန်းပင်လေးပဲဖြစ်ပါတယ်။ဒီပင်နဲ့ပတ်သက်ပြီးတော့သူတည်သနာမှတ်တမ်းတွေကအလွန်နှဲပါနေတာကိုလည်းတွေ့ရပါတယ်။အပင်ရဲ့အထူးခြားဆုံးကတော့ဗန်းခိုင်ပါပဲ။ဒီကြောင်မှချက်သွေးနေအောင်ချေရအတွက်ဝေးမှပဲလှမ်းမြင်ရပါတယ်။နှစ်ရှည်ကထောင်မတ်တဲ့ခြုံပင်မျိုးစားဖြစ်ပါတယ်။ပင်စီကတော့၄တောင်ဖြစ်ပါတယ်။ ဒီရုပ်ပြည်ဘက်မှာတော့ထင်ကြားတဲ့ဈေးဘက်ဝင်အပင်ဖြစ်ရှိနေတာကြောင့်ဆရာတနင်္ဂနွေမုံရတက်ကတော့သူတည်သနာပြုထားလဲတွေ့နိုင်ပါလေဒီပွင့်နေရဲ့ကျမ်းမာရေးအတွက်ကြိုးပေးပုံကတော့ဘန်းခံပြုတ်ရာကာလာသာယောဂဖြစ်တဲ့ဂနုယောဂတွေကိုပြောက်ကင်းစေပြီးနှာခေါင်းသွေးကိုကျင်းဝင်လဲသက်သာပြောက်ကင်းစေနိုင်ပါတယ်။တရုတ်နိုင်ငံမှာတော့သဲရောင်ယောဂတွေနဲ့ကုသရာမှာအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ ဒီဘီတွေကတော့မြန်မာနိုင်ငံအတွင်းမှာတွေ့ရတဲ့ဈေးပဲဝင်ဘီတွေနဲ့ထူးခြားလာတဲ့သူတို့ရဲ့ဝိသေသနရှိတဲ့ဘီတွေတွေအကြောင်းဘဟုသုတအနေနဲ့တင်ဆက်ပေးရခြင်းဖြစ်ပါတယ်။